အားလုံးပဲမင်္ဂလာပါခင်ဗျာယေလင်းအောင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေရဲ့အနေနဲ့ကိုယ့်အကောင့်ထဲမှာရှိတဲ့ friend တွေကိုကျွန်တော်တို့ဘလော့စရာမလိုပဲနဲ့ကိုတင်တဲ့ပို့တွေကိုမမြင်စေချင်တဲ့သူတွေကိုလုံးဝမမြင်အောင်ပေါ့နော်ကိုတင်တဲ့များပို့အားလုံးလုံးဝမမြင်အောင်လူရွေးပြီးတော့လှုပ်ထားလို့ရမယ့်နီလန်လေးကိုအစာဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တစ်ခါတရံမှာကိုယ့်အကောင့်ထဲမှာဟိုအမျိုးတွေရှိလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်အချားတူးရှိလို့ပဲဖြစ်ပေါ့နော်ကိုတင်တဲ့ပို့တွေကိုမမြင်စေချင်ဘူးသူ့ကိုဘလော့လည်းမလုပ် ချင်ဦးဆိုရင်ကျွန်တော်ကုပြရဲ့နီလန်လေးတိုင်းလောက်လို့ရရပေါ့နော်တချို့ရကြတော့လေကျွန်တော် friend only နဲ့တင်ပြီးတော့ friend expert နဲ့ပေါ့နော်မမြင်စေချင်တဲ့သူတွေရွေးပြီးလောက်တာမျိုးလည်းရှိတယ်ဒါပေမဲ့အဲ့ဟာတော့ဒါပို့တစ်ခုချင်းစီကိုလိုက်လုံနေရမှာပေါ့နော်ကျွန်တော်ကုပြပေးမဲ့နီလန်လေးကတော့ဒီလိုမျိုးတစ်ချိန်လောက်ထားလိုက်အောင်နဲ့ကိုတင်သမားပို့အားလုံးကို तू ကလုံးဝမြင်ရမှာမဟုတ်တော့ဘူးကျွန်တော်တို့နဲ့လည်းဟို block ထားတာမဟုတ်တဲ့အတွက်ကြောင့်မို့ friend အနေနဲ့လည်းဆက်ပြီးရှိနေမှာပေါ့နော်အဲ့နီလေးကိုပြပေးမှာဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Facebook အကောင့်ထဲကိုတစ်ချက်ဝင်လိုက်ပါ ဝင်ပြီးပြီဆိုရင်တော့ကျွန်တော်ပထမအဆုံးအနေနဲ့ပဲသွားမလဲဆိုရင်ဒီညာဘက်ဆုံးမှာရှိရကိုယ့်ရဲ့ profile နေရာလေးပေါ့နော်အဲကျွန်တော်ကူးမြားလေးထုတ်ပြပေးထားပါရဲ့ဗျအဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါ profile နေရာလေးကိုရောက်ပြီဆိုရင်တော့ကျွန်တော်ပထမအဦးဆုံးအနေနဲ့ကိုယ့်ရဲ့ profile ပုံလေးနဲ့ကိုယ့်ရဲ့နာမည်လေးပေါ့နော်ကိုယ့်ရဲ့ profile နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်ပါခင်ဗျာဒီနေရာလေးကို နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook account ထဲမှာရှိရဲလက်ရှိ friend တွေကိုကျွန်တော်တို့နှိပ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ friend ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါတော့မိတ်ဆွေရဲ့ account ထဲမှာ friend အယောက်300ရှိရဲဆိုရင်ဒီနေရာမှာ 3k လို့ပေါ်နေမှာပါတော့ကျွန်တော်ကဒါ sample ပြပြီးရဲ့ account ဆိုတော့48ယောက်ပဲရှိရဲပါတော့အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်မှာ share friend ဆိုပြီးတော့ဒီ share box လေးနေရာလေးရှိရဲပါတော့အဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျဒီနေရာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြီးလိုက်ပါအဲတစ်ချက်နှိပ်ပြီးရင်ကျွန်တော်ကို account ထဲမှာရှိရဲ friend ရဲ့နာမည်ပေါ့နော်အဲကို့မမြင်သေးခြင်းနဲ့သူပေါ့နော်ကို တင်ကိုတင်သမ ्या ပို့အားလုံးကိုဟိုသူ့ဝော်ထဲမှာသွားမပေါ်အောင်ဗောနော်ကိုတင်သမ ्या ပို့အားလုံးကိုမမြင်စေချင်တဲ့သူကိုရေးရှာလိုက်ပါခင်ဗျာဥပမာအဖြစ်အဲကျွန်တော် friend နည်းနည်းပဲရှိရဆိုရေးမရှာတော့ဒီတိုင်းပဲဒီအပေါ်ဆွဲပြီးရှာပြမယ်ပေါ့နော်အဲမိတ်ဆွေတို့က friend တွေအများကြီးရှိရဆိုရင် shortcut ကနေအဲ့လိုမျိုးရေးရှာလို့ရပါတယ်ဥပမာကျွန်တော် sample နည်းနည်းပြပြမှဖြစ်တဲ့အတွက်ကြောင့်မလို့ပထမဆုံးဒီအောင်ကြော်ကြော်ဆိုတဲ့အကောက်ကိုကျွန်တော်လုတ်ပြပေးမယ်ပေါ့နော်အဲဒီအကောက်ကိုတစ်ချက်နှိပ်လိုက်မယ် နေပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ ਨੇ friend ဖြစ်နေရဆိုရင်ဒီမှာ friend ဆိုတဲ့နေရာလေးရှိရပေါ့နော်အဲ friend ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ friend ကိုနှိပ်လိုက်ရင်ကျွန်တော်ဒီနေရာမှာ unfollow လို့တဲ့ a break တို့စားကြည့်တဲ့မြန်စာရီအများကြီးပေါ်လာပါလိမ့်မယ်ခင်ဗျာဒီလိုမျိုးပေါ်လာတဲ့ထဲမှာကျွန်တော်တို့ဒီဒီဟာလေးပေါ့နော်တဲ့ a break ဆိုတာလေးရှိပါတယ်ဗျာအဲ့တဲ့ a break ဆိုတာလေးကိုတစ်ချက်ထပ်ပြီးနှိပ်ပြလိုက်ပါခင်ဗျာတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်ဒီနေရာမှာ3ရွေးချက်တရား3ခုပေါ်လာလိမ့်မယ်ပေါ့နော်အဲ့3ခုတွေကမှဒီဒုတိယအတန်းလေးပေါ့နော်ဒီတော့ပုံစံလေးနဲ့ limit quad ဆိုပြီးတော့ဒီဟာလေးပေါ့နော်ကျွန်တော်အခုအနီလေးဝိုင်းပြီးတော့မြားလေးထိုးပြပေးထားရဲ့စာလေးပေါ့နော်အဲ့နေရာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျာ ိတ်ပြလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာဒီလိုမျိုးရွေးချယ်စရာနှစ်ခုထပ်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ဒီအောက်က high view က po front ဆိုတဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့ရွေးပြရမှာပဲဖြစ်ပါတယ်ခင်ဗျဒီဟာလေးကိုတစ်ချက်ထပ်ပြီးတော့ရွေးပြလိုက်ပါတော့ဒီလိုမျိုးလေးရွေးပြီးပြီဆိုရင်တော့ဒီအောက်မှာ sea ဆိုတဲ့ cloud ကလေးပေါ်လာမှာဖြစ်ပါတယ်ခင်ဗျအဲ့ sea ဆိုတဲ့ cloud ကလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါခင်ဗျပြပြီးဆိုရင်တော့ရပါပြီကျွန်တော်တို့ဒီအောက်မှာရှိတဲ့ဒီ dance ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြလိုက်ပါတော့ အဲဒါဆိုရင်တော့ပြန်ထွက်သွားပြီပဲဖြစ်ပါလေဗျပြန်ထွက်သွားပြီဆိုရင်တော့အဲကျွန်တော်အခုကဒီအောင်ကျော်ဆိုတဲ့အကောက်ကိုဆမ်ပယ်နေနဲ့ပြပေးရပါတော့ဒါဆိုရင်ကျွန်တော်အကောက်မှာတင်သမျှပို့အားလုံးကိုဒီအောင်ကျော်ဆိုတဲ့ဒီအကောက်ပိုင်ရှင်ရဲ့ဟောထဲမှာလုံးဝသွားပေါ်မှာမဟုတ်တော့ဘူးပေါ့နော်သူကိုတင်သမျှပို့တွေကိုသူလုံးဝကြည့်လို့ရမှာမဟုတ်တော့ဘူးမဟုတ်တော့ဘူးပေါ့နော်ဒါပေမဲ့သူနဲ့ကျွန်တော်နဲ့ကဒါ friend အ friend လောက်လိုက်တာလည်းမဟုတ်ဘူးဘလောက်လိုက်တာလည်းမဟုတ်ဘူးပေါ့နော်တာမန်ဒီ friend အတိုင်းရှိနေပြီမဲ့ကျွန်တော်တင်တဲ့ပို့တွေကိုသူ့အကောက်ထဲကနေလုံးဝအာမြင်ရမှာမဟုတ်တော့ဘူးခင်ဗျအဲဒီနီလန်းလေးနဲ့ဒါကျွန်တော်တို့ရဲ့အကောက် ခဲမှာရှိရ friend တွေကိုကျွန်တော်ဘလော့လုပ်ဆရာမလို့ပဲနဲ့ကိုတင်သမ ्या ပူတိုင်းကိုအဲသူ့မမြင်အောင်ပေါ့နော်ကြည့်လို့မရအောင်ကျွန်တော်ဒီနီးလေးတိုင်းပိတ်ထားလို့ရပါတယ်ခင်ဗျာဒီနီးလန်းလေးရတာမိတ်ဆွေတို့အတွက်အသုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းဒူးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ